အလုံးမမင်္ဂလာပါရှင်ဒီနေ့သင်ခန်းစာလေးထဲမှာတော့ tab setting ချိန်ရဲ့ညဒုတိယညကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သင်စာနဲ့အတူတူကြည့်ရအောင်ဒီမှာပေါ့နော် ပထမတက်ဆက်တီချိန်နဲ့ညအတိုင်းဒီမှာသင်ငန်းစာလေးရှိရဲ့အဲ့ဒါကိုရှေ့ကသင်ငန်းစာအတိုင်းတက်ဆက်တဲ့မချိန်ဘူးသင်စာရုပ်ကနောက်ထပ်တနည်းနဲ့တက်ဆက်တင်ချိန်ရမယ်ဒုတိယနည်းကိုလေ့လာကြမယ်ပေါ့နော်ဘာလို့လဲဆိုတော့တက်ဆက်တင်ချိန်ရဲ့နည်းနှစ်နည်းစလုံးသိထားရတဲ့အခါမှာကိုကဗန်နည်းနဲ့ဖြစ်ဖြစ်အသုံးပြုရတာအဆင်ပြေစေရဲ့ဒါကြောင့်မို့လို့သင်စာကပထမနည်းရောဒုတိယနည်းရောမျှော်ပေးထားတာဖြစ်ပါတယ်အခုသင်ငန်းစာလေးမှာဒုတိယနည်းကိုအတူတူလေ့လာကြရအောင်ဟုတ်ပြီဒီအတိုင်းလေးပဲရေးမယ်ဒါပဲ ေမဲ့ပထမနေရာကျတော့ဘူလာဘားကနေတပ်ဆက်တင်ချိန်ရဲ့နီးလေးကိုလေ့လာကြရာအခုဒုတိယနီးလေးကကျတော့ပါရာဂရက်ခရူရဲ့တရားလောပေါက်လောင်ချာရဲမှာရှိရဲ့တပ်ဆိုရဲ့တဲကနေတပ်ဆက်တင်ချိန်ရဲ့နီးလေးကိုအတူတူလေ့လာကြမယ်ပေါ့နော်ဆိုတော့တင်စာကဆိုင်ရက်အစ်စ်လေးတရက်ကိုယူလိုက်မယ်ဖိုင်တဲကနေယူပြီးသွားရင် blank document ဟုတ်ပြီဆိုင်ရက်အစ်တလေးရပြီပေါ့နော်ရပြီဆိုလို့ရှိရင်ဒီစားတို့အခုနောက်ကတိုင်းပြန်ရေးကြမယ်အရင်ဆုံးနံပါတ်1လို့ရေးမယ်ရေးပြီးသွားပြီဆိုရင်စာရေးမယ်တပ်ဆက်တင်ချိန်မယ်ပထမတပ်ဆက်တင်ချိန်နဲ့နေရာဒီကနေချိန်တာအခုတပ်ဆက်တင်ချိန်နဲ့နေရာကြတော့ဒဏ်ရာလောဘလောင်ချတဲ့ကိုဝင်မယ်ပြီးသွားပြီဆိုလို့ရှိရင်တပ်ထဲကိုဝင်လိုက်ပါအဲ့ဒီတဲမှာသွားပြီးရောအကွာဝေးကိုချိန်မယ်ပေါ့နော် တင့်နဲ့ time ဆိုတဲ့ကြားထဲမှာအကွာဝေးဘလောက်ထားကျင်တာလဲအဲ့ဒါလေးကိုချိန်မယ်အခုသင်္ဆာက1ဆိုပြီးတော့ထားလိုက်မယ်ပြီးတော့ပြီဆိုရင်ဒီမှာ left center right ပြောကျင်တာကတက်ကနေပြီးတော့ဒီဘက်ကိုပေါ့နော်သင်္ဆာတို့ကတင့်နဲ့ဒီ tip နဲ့ time နဲ့ကြားထဲမှာအာဒီ left ထားမှလား center ထားမှလား right ထားမှလားလို့ပြောရဒီ right ထားမယ်ဆိုလို့ရှင်စာရေးရဲ့အခါမှာ ညှိပြီးတော့ပေါ့နော်ဒီလိုမျိုးအနောက်ကိုမသွားဘဲဒီလိုရှေ့ကိုတိုးရဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့အခက်ခဲလေးညနေရှိကြရဲဒါကြောင့်သင်္ဆာကတော့ left ကိုတုံးတာများတဲ့အတွက်ကြောင့်ဒီ left လေးကိုပဲရွေးချယ်လိုက်ပါမယ်ဟုတ်ပြီပြီးသွားပြီဆိုရင်အောက်ကဟာလေးကဘာကိုပြောရလဲဆိုတော့အဲ့ဒီ tip နဲ့ time ဆိုရဲကြားထဲမှာအကွာအဝေးကိုရွေးပြီးသွားပြီး love ဆိုပြီးတော့ရွေးပြီးသွားပြီးပြီးသွားပြီဆိုရင်ဒီမှာ tip နဲ့ time ဆိုရဲကြားထဲမှာအဆက်ကလေးရထည့်ကျင်သေးလား तू ကမေးရတာပါဗောနော်ဒီမှာ ဒီနှစ်ခုကြားရဲမှာပေါ့နော်ဒီနှစ်ခုကြားရဲမှာတင့်နဲ့ time ဆိုရဲကြားရဲမှာဒီလိုဖြောင်းမဲထားမှာလားအဆက်ကလေးထည့်ကျင်လားမြင်းချောင်းလေးထည့်ကျင်လားလို့သူကမေးရသင်္ဇာရုပ်ကရှင်းရှင်းလင်းလင်းထားကျင်တာဖြစ်တဲ့အတွက်ဘာမှမထည့်ဘူးဒါကြောင့် nan ဆိုပြီးတော့ရွေးလိုက်မယ်တစ်ကိုဟုတ်ပြီပြီးသွားပြီဆိုရင် sub ကိုနှိပ်မယ် okay ကိုနှိပ်မယ်ဒါဆိုရင်အခုနကဝီလာဘာမှတပ်ဆက်တင်ချိန်တဲ့ပုံစံမျိုးလေပါလာခရက်ခရူရဲ့ဒိုင်ယာလောဘလောင်ချာတွေကနေတပ်ဆက်တင်သွားချိန်တာဒီမှာပုံစံလေးရပြီနော် ရပြီဆိုတော့ထုံးစံအတိုင်းပဲအခုစာရေးပြီးပြီးတပ်ဆက်တင်ချိန်ပြီးပြီးတပ်ခုံမှုပဲရှိရတယ်ကီးဘုတ်ကနေတပ်ခုံမယ်ခုံပြီးသွားပြီဆိုရင်တော့ရေးရမယ့်စာသားလေးကိုရေးလိုက်ပါမယ်ဒီမှာ time ဆိုပြီးတော့ပြန်စာကရေးလိုက်ပြီးဟုတ်ပြီ ဒါဆိုလို့ရှိရင်စာရေးပြီးပြီးတပ်ဆက်တင်ထပ်ချိန်မယ်အဲ့ဒီပါရာဂရက်ကရက်ဒိုင်ယလော့ဂ်လောင်ချာရေးကိုပြန်သွားမယ်တပ်ဆိုတဲ့အချက်ကိုနှိပ်လိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင် time နဲ့ teaching တပ်ဆိုတဲ့စာသားလေးနဲ့ဘယ်လောက်ချားခြင်းတာလဲသင်္ဇာကတော့2.5လောက်သွားထားလိုက်မယ်နော်2.5ပြီးသွားပြီဆိုရင်အခုနောက်ကဆိုပဲ level ထားမယ်ဂျားထဲမှာဘာမှမထည့်ခြင်းတဲ့အတွက် name ကိုရွေးမယ်စက်ကိုနှိပ်မယ် okay နှိပ်မယ် ဒါဆိုလို့ရှိရင်စာရေးမယ် tab setting ချိန်မယ်နောက်ဆုံးဖြစ်တဲ့ tab ခုံညာလေးပဲကျန်တော့မယ် keyboard ကနေ tab ခုံမယ်ပြီးသွားပြီဆိုရင် t e a c h i n g teaching t e s d tab ဆိုပြီးတော့ရေးမယ်ဟုတ်ပြီနော်ပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးရေးရမယ် day ဆိုတာလေးကျန်သေးတယ်အဲ့ဒီနေ့အတိုင်းပဲဒီမှာစာရေးမယ်ရေးပြီးသွားရင် tab setting သွားချိန်မယ် အာရပရခမေချန်ကလောဘလောင်ချာရဲ့ကိုသွားမယ်တပ်သေးကိုဝင်မယ်ဟုတ်ပြီသင်္ဇာရောဘလောက်လောက်ထားမလဲဆိုတော့အကွာဝင်5လောက်ထားလိုက်မယ်နော်5လို့ရေးမယ်ရေးပြီးသွားရင် love ကိုပဲရွေးမယ်ဒီမှာဂျာရဲမှာဘာမှမထည့်ခြင်းတဲ့အတွက် noun ကိုရွေးမယ် sun okay ဟုတ်ပြီစာရေးမယ်တပ်ဆက်တင်ချိန်မယ်ထုံးစံအတိုင်းတပ်ခုံမယ်ကီးဘုတ်ကနေတပ်ခုံမယ်ခုံပြီးတော့ပြီဆိုရင်တော့ date ဆိုပြီးရေးလိုက်ပါမယ် ဒါဆိုလို့ရှိရင်ပထမတပ်ဆက်တင်ချိန်နဲ့နေအတိုင်းပဲဒုတိယနေ့လေးလည်းရသွားမယ်လို့ညွှန်လေးပါတယ်။တချို့ကကျတော့ဒီနေ့လေးကိုရှုပ်တယ်လို့ထင်ကြရဲ။သင်္ဆာတေချာလေးပြန်ပြောပြပေးမယ်နော်။တပ်ဆက်တင်ချိန်နဲ့အခါမှာသူ့ရဲ့ format ကအရင်ဆုံးစာရေးမယ်ပထမညီမဆိုရင်စာရေးမယ်ပြီးသွားရင်တပ်ဆက်တင်ချိန်မယ်တပ်ခုံမယ်ဟုတ်ပြီနော်အဲ့တော့စာရေးတဲ့တပ်ဆက်တင်ချိန်မယ်ပထမတနည်းကလူလာပါနဲ့တပ်ဆက်တင်ချိန်နဲ့ပြီးသွားရင်တပ်ခုံတယ်ဒါပဲပေါ့နော် ဒုတိယနေ့ကလည်းအဲ့ဒီတိုင်းပဲစာရင်းမယ်တပ်ဆက်တင်ချိန်မယ်တပ်ခုံမယ်တပ်ဆက်တင်ချိန်တဲ့နေရာမှာပဲပထမနေ့ကကြတော့လူလာဘားကနေချိန်တယ်ဒုတိယနေ့ဖြစ်တဲ့အခုနေ့လေးကကြတော့ဒီတန်အလောပေါလောင်ချာတွေကတပ်ထဲကနေသွားချိန်တယ်အဲ့ဒီတပ်ဆက်တင်ချိန်တဲ့နေရာလေးနှစ်နေရာလူလာဘားနဲ့ဒီတန်အလောပေါလောင်ချာရဲ့ကနေသွားချိန်တာအဲ့ဒီနေရာလေးပဲသူကကွဲပြားခြားနားရရှိရယ်နော်ကျန်တာကအတူတူပဲစာရင်းမယ် တပ်ဆက်တင်ချိန်နဲ့တပ်ခုံလိုက်တယ်။စာရင်းမဲ့တပ်ဆက်တင်ချိန်နဲ့တပ်ခုံတယ်။ဒီ၃ခုပဲရှိရဲ့ format ကဟုတ်ပြီနော်ဒါဆိုလို့ရှိရင်မယောရောလောက်ဘူးလို့သင်စာရောထင်ပါတယ်။စာရေးပြီးသွားပြီပထမနီးအရာတက်ဆက်တင်ချိန်မယ်ဆိုတော့ရူလာဘားမှာချိန်တယ်ပြီးရင်တက်ခုံလိုက်တယ်။စာရေးပြီးသွားပြီဒုတိယနီးအရာတက်ဆက်တင်ချိန်မယ်ဆိုတော့ဒါရလောဘလောင်ချာရရနေချိန်တယ်ပြီးသွားရင်တက်ခုံလိုက်တယ်။ အဲ့ဒါလေးပဲ꽌ရဖြစ်တဲ့အတွက်ပြဇာတ်ရိုးဒီမှာတက်ဆက်တင်ချိန်တိုင်းနီးလေးနှစ်နီးစလုံးရမယ်လို့မျှော်လင့်ပါတယ်။ချိန်ပြီးသွားပြီဆိုရင်တော့အန်တာခောက်ပြီးတော့အခုနာကလိုပဲရှေ့ရတင်ငန်းစာလိုပဲတူးဆိုပြီးတော့ရေးမယ်တက်ခုံမယ်ပြီးရင်အချိန်နိုင်ကိုထည့်မယ်ပြီးသွားရင်တက်ခုံမယ်ပြီးရင် MICROSOFT Microsoft Word ဆိုပြီးတော့ရေးလိုက်မယ် ကျေးပြီးသွားပြီဆိုရင်တပ်ခုံမယ်ဒေးဆိုရဲ့နေရာမှာရှစ်ဆိုပြီးတော့ထည့်မယ်အန်တာခောက်မယ်သုံးဆိုပြီးတော့ထည့်ရေးမယ်ဟုတ်ပြီနော်ကျေးပြီးသွားရင်တပ်ခုံမယ်အချိန်နာရီလေးထည့်မယ်ပြီးသွားပြီဆိုရင်တပ်ခုံမယ် Microsoft ဒီမှာဆိုရင်အိဆဲဆိုပြီးတော့ရေးရမှာဖြစ်တယ် Microsoft SOFT ပြီးသွားရင် EXCER အိဆဲပြီးသွားရင်တပ်ခုံမယ် ဒီမှာ day ဆိုတဲ့နေရာမှာ3မျိုးထည့်မယ် enter ခောက်မယ်ဒါဆိုလို့ရှိရင် tab setting ချိန်နဲ့နေလေပထမနေရောဒုတိယနေရောနှစ်ခုစလုံးရမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘူရီမှာအတူတူလေ့လာကြမယ်နော်